ိရေးရတယ်ကွာ power bank သွားယူတာအိပ်ပါပြောနေလားမသိဘူးအော်တော့ခေါ်အောင်အင်းစီ Angie. Angie? Angie. Angie. Hey, Angie. Angie. လဲအေးဒီအေးဒီမမရောက်သေးဘူးတေဘယ်ရောက်သေးလဲနေ့ထမဘာမှမရှိဘူးငါဘလို့ဖြစ်ပြီးတော့ဒီညာရောက်နေတယ်။နေရောင်မီလမ်းထားလျှောက်တာနေမှာပါ။စိစီ။ညင်ကိုပြောက်တဲ့ခါကျရင ီကန်းလေးပါပြီးပြတဲ့နေနော်ငါတော့မလို့လို့ထင်တာပဲဟာတော်ကြပါတော့ကွာလာသွားမယ် င်ပါလို့ဒီမှာလေးရွတီရွတီဖုံတက်နေလို့ဖုံကားပြီးနေခဏပြနေအေးကြီးထမင်းလဲလာမစားဘူးမနေ့ကောဖေးသွားရလဲဖေးမသွားပါငါလမ်းလျှောက်ထွက်တာလေအေးရွတီရွရာဘာလို့ဖို့လဲမင်းရလဲကွာသူကသူကြိုက်လို့တိန်းနာတာနေမှာပေါ့ ငါငငယ်လေးကရုတ်တရုတ်တွေကိုတွေ့လို့ရှိရင်ရမ်းပူဇာတက်တယ်လို့ဖေကပြောဘူးတယ်။အဲ့လိုရုတ်တရုတ်တွေကိုတွေ့ရင်ပူဇာတက်လုံလို့လဲသိတဲ့သူတွေကငါ့လူဝင်စားလို့အောင်ပြောကြသေးတယ်။ဟာလှုပ်လာပြန်ပြီအိမ်စီကအခုဖြစ်နေရတာလေ။နင်အဲ့ဒီအရာတွေကိုမတရားယုံကြည်နေတာပဲ။ဘယ်တော့ကြောင့်ဘယ်ဖြစ်တယ်ဆိုတာကိုကြားဘူးလား။ဒါဆိုလို့ရှိရင်ရုတ်တရုတ်တွေကိုတွေ့ရင်ငါ့စိတ်ထဲမှာထူးထူးခြားခံစားနေရတာတွေအောင်ပြီးတော့ငါ့အိမ်မက်တွေ ဒီရုပ်ဒီရုပ်ညငါစီရောက်လာတာတက်တက်တိုက်ဆိုင်မှုလို့နေရချင်နေရလားသိတော့ဦးအိမ်စီကဟုတ်တယ်လေဟုတ်မှာပေါ့ဒါပေမဲ့နေအဲ့ဒီအရာတွေကိုခေါင်းထဲနဲ့တွေ့ရရှော့တင်ပြီနော်ဘယ်အရာမှယုံကြည်မှုဆွဲလိုက်ရင်မကောင်းဘူးဆိုတာသိလားဟိုဒီရုပ်ဒီတော့တက်ပဲ just try ပဲတော်မနေဘာမှမသိပဲနဲ့ရှောက်ပြောမနေနဲ့ရုပ်ဒီရရဲ့တမိုင်းကြောင့်အနေသိလို့လားပြောပြောပါဦး ရသေးရရဲ့တမိုင်းကြောင်းတွေကအစောဆုံးအင်းဝ85ရာစုကစခဲ့လို့လူတွေကသိထားကြတယ်။ဒါမှငါကြားဘူးတာကတော့ပြုခေ17ရာစုလောက်ထိကစတင်လာတဲ့ပြစရာတသိမရှိတဲ့ခါကျတော့ဒီတိုင်းပဲလက်ခံလိုက်ကြရတာပေါ့။ရှင်မဟာရသတာရရဲ့ကဗျာအလင်းကပြုတ်ရတယ်မှာတော့ရုပ်သေးရုပ်နဲ့ပတ်သက်တဲ့အုံုံတွေစပြီးလို့တွေ့ရတာပဲ။ငါတို့အခုခေတ်မှာမြင်နေရရုပ်သေးရုပ်တွေကကြတော့ငါတို့ဘဝကြီးတည်ထွင်နေတဲ့မြမယူရစစ်စစ်ပဲ။ ရုပ်သေးရုပ်အမျိုးအစားပေါင်းကစုစုပေါင်း28မျိုးလောက်ရှိတယ်။ဟာအများကြီးပါလား။ဒီရုပ်သေးရုပ်တွေကိုသူတို့ကအယုတ်နုအယုတ်ကျန်းဆိုပြီးတော့ခွဲထားတယ်။တရှိလောကမှာရှိတဲ့ရုပ်သေးရုပ်နဲ့ဒဏ္ဍာရီလာရုပ်သေးရုပ်ဆိုပြီးတော့ထက်ခွဲတာပြန်တယ်။အရင်ခေတ်တုန်းကလူတွေကြတော့ဒီရုပ်သေးရုပ်တွေကိုယမနီသားတို့ဧကရတားတို့နဲ့ထူကြတယ်ဟာ။ဒီခေတ်မှာကြတော့ဒီသားတွေကရှားဝါးရီဆိုတော့လွယ်လွယ်ရရတဲ့အသားနဲ့ပဲထူကြတယ်။ ထူးခြားတဲ့တခုကလေရုပ်သေးရုပ်တွေကိုကိုကိုသားနဲ့လုံးဝမထူဘူးလေအေးစီနေရရုပ်သေးရုပ်တွေအကြောင်းတော်တော်သိတာပဲဟာရုပ်သေးရုပ်တွေကိုငါငယ်ငယ်လေးကစိတ်ဝင်စားတယ်လို့ပြောဘူးသားပဲဒါနဲ့နေပါအောင်အဲ့ဒီကိုကိုသားနဲ့ဆိုတာဘာလို့မထူတာလဲငါကြားဘူးတာတော့ကိုကိုရွက်ကညဘက်ဒီမှာအိတ်တက်တာတဲ့ရုပ်သေးပွဲတွေကြတော့ညဘက်မှာအကများလေအဲ့တော့လမိုင်းမကောက်ဘူးလို့ထင်လို့နေမှာပါ သူ့အနေနဲ့သူတော့ဟုတ်နေရမယ်ဟုတ်ပြီးတော့လေဒီရုပ်တည်ရုပ်တည်အကြောင်းလေးတွေမှာငါသဘောကျတဲ့အချက်တွေရှိသေးတယ်လားအဲ့ဒါကဘာလဲဆိုတော့ဒီရုပ်သေးဆွဲတဲ့သူတွေကသူတို့ရဲ့ရုပ်တည်ရုပ်တည်ကိုဟိုတတ်မဲ့ဖြစ်စီလို့လုံးဝသဘောမထားကြအောင်သူတို့နဲ့တသားတည်းရှိနေတဲ့ကိုဘွားရီလိုပဲသဘောထားကြတာဒီရုပ်တည်နေရုပ်ရဲ့ပိုင်းရှင်ရလဲ သူ့ရုပ်သေးလေးတွေကိုအဲ့လိုသဘောထားလို့နေမှာပေါ့မူလပိုင်ရှင်နဲ့ဒီရုပ်သေးရုပ်သေးရဲ့ထူးခြားတဲ့ဆက်နွယ်မှုငါပို့ပြီးစိတ်ဝင်လာတယ် ညောင်းငါ့ကိုလွတ်နေလို့ထင်လားဟမ်ဩငါလုံးနေပြောနေရတဲ့ပတ်သက်ပြီးလွတ်နေထင်လားလို့မထင်ပါဘူးဟာအေးငါမယုံဘူးဆိုရင်တော့မှနင်ဖြစ်နေရရပတ်သက်ပြီးတော့ငါလက်ခံပါတယ်ဟာအေးလေငါလည်းငါယုံကြည်ရငါလုံနေရပဲဟာဩမနေ့ကတော့လေငါနှက်ဆရာစီသွားတွေ့ခဲ့ရသေးတယ်လား ဖြစ်လို့လဲပါ။ဘာမြင်လိုက်လို့လဲ။တမျိုးပြပြပါလား။ဘာမြင်ရလား။ဒီရုပ်တွေပိုင်ရှင်က။နာကျင်နဲ့ခံစားမှုတွေနဲ့ဘဝကူသွားလား။အဲ့ဒီအိမ်ကိုမမြင်လိုက်ရလို့စိတ်မကောင်းဖြစ်သွားတာပါ။ဒါမိတိကျနေတာကိုပြောပြမယ်။ သမီးစီဒီရုပ်တွေရောက်လာတာလိုက်ဆိုင်တာမဟုတ်ဘူးတခုခုဆက်သွေးခြင်းလို့ရောက်လာတာသမီးရှင်တချို့မြင်မြင်နိုင်တဲ့အရာတွေဟာလူသားတွေကို၆လန့်ကျင်တာမျိုးမဟုတ်ပဲသူတို့အကူအညီတောင်းဖို့အတွက်ဆက်သွေးချဖို့ရောက်လာ ဲ့ဒါကိုလူတွေကမသိပဲနဲ့သေရဲ့၆တဲလို့ဘာလို့ထင်ကြတာမျိုးကွတမီးတဘောပေါက်ပြီပါဒါဆိုရင်ဒီရုပ်တရေပိုင်ရှေ့ကတမီးကိုတခုခုပြောချင်တာမျိုးဆက်သွယ်ချင်တာမျိုးပေါ့နော်ဟုတ်တယ်တမီးအဲ့ဒါတမီးကိုပေးတယ်လက်ဆောင်တခုဆိုလဲမမဟုတ်တမီး ခရုစိုက်ပါကွယ်ဟုတ်ပါဟုတ်ဒါဆိုရင်လေဒီရုပ်တရပိုင်ရှင်ကိုဘယ်သူလဲဆိုတာသမီးသိလို့ရမလားပါနာတော့ဘာတရားမှ ီเจ้าเนี่ยโอ้ต้องหมอต้องไม่เปียกแน่เนาะเอ็งจิงาเนี่ยเมนเนี่ยป้องลงยาอ๋อแอบาหลบไปไหนมะฮะ လည်းတည်နေတယ်ကလေးမသိထားပါ င်းပြန်လာပြီလားဟုတ်ပြီလို့လေရွာထဲကယမင်းဆိုတဲ့ကောင်မလေးရဲ့အမိလာသွားတယ်ဘာလာလောက်တာလဲမင်းသားကိစ္စနော်မင်္ဂလာပွဲတည်င်းကိုကြားလို့အဲ့ယမင်းဆိုတဲ့ကောင်မလေးကသူ့ကိုယ်သူတတ်တည်ဖို့တောင်လှုပ်တယ်တဲ့သူသူမိဘကိုလည်းပြန်ကြည့်ပါဦးတဲ့ဟာဘာကိုပြန်ကြည့်ရမှာလဲဘာဆိုင်လို့လဲ မင်းအဲ့လိုတော့မပြောနဲ့လေမင်းသားကသွားပြီးဇက်ရှုပ်ထားတာဒီခကြီးတဲ့မှာရီးစားထားတဲ့ကိစ္စဘာဖြစ်လို့တော့ဟမ်အဲ့ဒါတော့ငါမသိဘူးသူတို့သားမီးတွေတနေရာမှာလှုပ်ရှားကင်စားလို့ရအောင်ငါသူတို့ကိုပတ်စံပေးတယ်ဒါပေမဲ့အဲ့ဒီကောင်မလေးရဲ့အမေကယူမသွားဘူးကိုမိုးကျော်ရှင်မကြီးရှောက်လို့နေရလေဘာမှပေးစရာမလိုဘူး သူတို့တွေเนี่ยလေပတ်သက်စရာကိုမရှိတာတကတဲ့ငါပတ်သက်ခြင်းလို့ပတ်သက်တာမဟုတ်ဘူးမင်းသားမင်္ဂလာပွဲပြတ်သွားမှာဆိုလို့ ာဖြစ်လို့လဲညီမခုနကဘာဖြစ်တာလဲမမအော်တန်နေကြားလိုက်လို့ဘာမှဖြစ်ပါဘူးအိမ်မက်ဆိုမက်လို့ပါလေမခလေးလေးရည်နဲ့ဘာမှဖြစ်ပါဘူးရာလို့ကောင်းမိရာ ကောင်းသွားပြီပေါ့မေးဖို့ရသေးရဲ့နော်ဆေးရုံတော့တော့မဟုတ်လားအဲ့လိုတော့မဟုတ်ပါဘူးဟဲ့ငါညစ်ဖိနေတော့တည်င်းမေးလိုက်ပါသေးရဲ့ငါလည်းဒီရပိုင်းနေမကောင်းတာနဲ့အဖက်ကမရောက်ဖြစ်တော့ရပါလေဟာငါဖိလည်းငါ့ကိုပြောတယ်ငါနောက်နေတာပါစိတ်မဆိုးရင်လည်းပြီးရပဲလေစိတ်ဆိုးစရာလားဟာမကြခင်မဲ့နေငါ့အမေမဖြစ်လာတော့ ငါစကားကောင်းပြောနေရနော်ငါ့ကိုစိတ်ဆိုးအောင်လာမလုပ်နဲ့အေးပါဟာဒါနဲ့နင်ဖယ်သွားဘူးအိမ်စီရောအိမ်ရောပါဟလာအဲ့ဒါငါလိုက်ဖို့ပြန်လိုက်ရှာတယ်ဒါတော့ထောင်ရအောင်နေပဲငါ့ဘာသာငါပဲသွားလိုက်မင်းလည်းငါမှအဲ့လောက်လေတောင်လုပ်ပေးပိုင်မှာမရှိဘူးလားဟုတ်ပါဟာလိုက်ခဲ့ပါငါလိုက်ဖို့နော် ลาวานี่ยเลยตะโอ้ยนี่นี่ยงาใส่กระมังหน่อเนี่ยเจนนะข้าไปกงผัด 问没啥可罗价的，那个东西啊，什么比如说的？着不要嘞？哎妈，别养那自己，就鱼竿那个，下把鱼。 နှိုးစားပဲပေါ့ငါနှိုးမရတော့ထင်တယ်ငါတော့ကွာငါစီးရဲ့ cycle တစ်ခု ဖောက်ပြီဆိုလို့ရှင်မစီးဖြစ်တော့အခုစီးရပြန်တော့မိုက်တယ်မိုက်ဆိုစီးရလည်းကောင်းတယ်လေဒီကောင်လည်းတေချာပြင်ဆင်ထားလိုက်လို့ရှင်ခီးဝေးသွားလို့ရအောင်ပါမင်းပဲသွားကြရှိဘူး။အဲ့လိုရလို့တော့မရှိပါဘူး။ပြောပြတာ မိုးခတ်ဟင်ငါကြောက်ဦးမှာဒီပြန်ပြန်လိုက်တော့လေပြန်ကလေးကြောင်ငါ့ကိုဖုန်းဆက်လိုက်လေငါလာကြိုးပြီးမယ်ရပါတယ်ဒီမှာလဲစိုက်ကဲရှိနေရပဲငါတိရောက်လိုက်ဖို့ခိုင်းရမယ်လေအေးလေငါ့ကိုလာကြိုးစီခြင်းနဲ့ဆန္ဒရှိရင်တော့ဖုန်းဆက်လိုက်ပို့ငါတော့ အိမ်စီစီလာရမလား။သွားလေ။မဟာဘင်္ဂလာပါဟဲ့။လမ်းတော့မှာအတင်းလိုက်ပို့မယ်ဆိုတာလိုက်လာလိုက်ရ။နင်းဆန်တာမပေါ့။ပါစရာလား။ထနောင်းနင်းနဲ့ငါကျွားပြေးမှာဆိုက်ရဲသွားစီကြမှာ။ ကောင်းတယ်လေငါလည်းတော့ဝါရှူလို့ရတာပေါ့တော်လေပါလို့ ခုရဘေးလို့ဟဲ့ရဘေးလို့ပြောနေလေရဘေးထထောင်ထထောင်စိုက်ကိုခုရလိုက်ရလိုက်လို့နင်တော့အိမ်ပြန်ဖို့မယ်ဆိုပြီးအခုဘယ်ကိုခေါ်လာလဲငါနင့်ကိုခိုးပြေးလာတာဟာဘာဘာပြောရဟုတ်တယ်စိုင်ကလည်းစီပြေးပဲရောက်စတော့သွားမယ်ဟာနင်အဲ့လိုလုံးလုံးမရဘူးလေထထောင်နင်အတိတ်ပဲမရှိရရှောက်လုံနေနဲ့အတိတ်ပဲရှိရရင်မရှိရရင်ငါမသိဘူး အေးအခုငါနင့်ကိုခိုးပြေးလာပြီဟာထနောင်ဖြစ်ချင်ရဖြစ်ဟာငါဘာအောင်မကယူဆိုင်မနေတော့နရှူးနေပြီနဲ့လူရှောက်လောက်လို့မရအောင်လေဟာဟုတ်တယ်ငါယူးနေပြီအာအာထပ်ပြေးတော့မလို့လေအဲ့ဒီစားကိုရှင်းမလို့လေ ကျွန်တော်အမေနဲ့တော့စိတ်မြန်သေးတယ်ဗျ။အော်သားရဲ့ခဏနေမိုးချိုးတော့မှလေ။နောက်မှရှင်းလေရတာပဲ哦။ရံပန်းမှာမိုးခတ်တဲ့ရတာတဲ့ကိုဝန်ရှိနေတယ်လို့ကျွန်တော်ကြားခဲ့တယ်။တကယ်သာဆိုရင်ဟိုမဖြစ်နိုင်ပါဘူးအကွဋ္ဌရဲ့မဟုတ်ပါဘူး။ဟိုအဲ့ဒါလေရင်းမင်းဆိုတဲ့ကောင်မလေးကဟိုမနာလို့လို့တမင်ပြောတာနေမှာပါ။